TNUPD ရဲ့အကြမ်းဖက်အဖွဲ့အနေနဲ့ဒီမင်းလက်ပံကိစ္စနဲ့ပတ်သက်ပြီးဘာကြောင့်ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်ပြီးပြည်သူကိုလိမ်လည်နေရတယ်ဆိုတော့အကြောင်း၃၀ရှိပါတယ်။အပတ်တည့်အချက်ကတော့မင်းလက်ပံမှာသူတို့ထိမ့်သိမ်းထားတဲ့သူတွေကသူတို့အကြောင်းကိုထဲထဲဝဝင်ပြည်တဲ့သူတွေကိုနှုတ်ပိတ်ချင်တာပဲဖြစ်ပါလိမ့်မယ်။နှုတ်ပိတ်တာလက်လွန်သွားလို့ရှိရင်ခုနပြောလို့တိုက်ပွဲဖြစ်လို့မလို့ပေါ့နော်။ပေတာပါလို့အကြောင်းပြချင်တာဖြစ်ပါလိမ့်မယ်။နံပါတ်၄ချက်ကတော့ သူတို့နဲ့ပတ်သက်တဲ့သဲလွန်စတွေကိုဖောက်ဖျက်ပြီးအခြားအခွက်တွေပေါ်မှာအပြစ်ပုံချဖို့ဖြစ်ပါတယ်။အကြမ်းဖက် KNU အခွက်အနေနဲ့နိုဝင်ဘာလ25ရက်နေ့ဖလူးမင်းလက်ပံဒေသမှာဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တောင်းဆိုချက်တစ်ဆောင်ထုတ်ပြန်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါတော့ဒီထုတ်ပြန်ချက်ပဲကျွန်တော်တို့ဖြစ်ပါတယ်။ထုတ်ပြန်ချက်မှာတော့ DKB အနည်းနဲ့ဆွဆွဲထားတာကိုတွေ့ရပါတယ်။ကျွန်တော်ကတော့ဒီနေရာမှာ KKO DKB ဆိုတဲ့အသုံးလုံးမယ်သုံးလုံးပေါ့ပါ့။ဘာဖြစ်လို့လဲဆိုတော့2012ခုနှစ်ဧပြီလမှာ DKB ဟာကလောထူဘောကရင်အစည်းအရုံး KKO ဖွဲ့စည်းခဲ့ပါတယ်။အဲသူတို့ဖွဲ့စည်းခဲ့တဲ့ပတ်သက်ပြီးတော့ကြောင့်ကျွန်တော်တို့ဒါသူတို့အနေနဲ့အတင်းနေထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။ ဒီမှာကျတော့ DKB ကလိုထိုးခေါ်မှာနိုင်ငံရေး KK ကိုအဖွဲ့ဖွဲ့စည်းဆိုပြီးထောက်ပြန်ထားတာမျိုးသူတို့လည်းတရားဝင်ထောက်ပြန်ထားတဲ့ဟာတွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီ KK ကိုအဖွဲ့ရဲ့ဥက္ကဋ္ဌမန်ရောဘတ်ဆန်ဖြစ်ပါတယ်ဒုဥက္ကဋ္ဌကတော့စောမိုရှိဖြစ်ပါတယ်သူတို့စတင် ဖွဲ့စည်းထောက်ပြန်ချက်ထဲမှာဘာပါလဲဆိုတော့ KK ကိုအဖွဲ့ဒီကရင်မျိုးသားအစည်းအရုံး KNU အမိခင်အဖွဲ့အစည်းဖြစ် ခံယူတယ်လို့တည်ဝင်ထုတ်ပြန်ထားတာတွေ့ရပါတယ်ဒီအကြံဘက် KNU ကိုဖွဲ့ရဲ့25ရက်နေ့ထုတ်ပြန်ချက်ဒီထုတ်ပြန်ချက်ကိုလေ့လာကြည့်ရင်သူတို့ဟာဖလူမင်းလက်ပံဒေတာနဲ့ပါဝင် ပတ်သက်နေသူတွေကို အတွင်းကြကြသိနေတာကိုတွေ့နိုင်ပါတယ်ဒီသူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာအသေးစိတ်ဖတ်ကြည့်လို့ရှိရင်သူတို့ဒီဒီနေဒီတာဒီနေမီဒီတာမှာရှိနေတဲ့လူတွေကို အတွင်းကြကြသိတယ်အသေးစိတ်သိတယ်ဆိုတဲ့ဟာကိုဖော်ပြနေပါတယ်။ဒါကြောင့်မလို့အကျမ်းဖက် KNU အဖွဲ့ကိုယ်တိုင်ထဲထဲဝင်ပတ်သက်နေတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်။အကျမ်းဖက် KNU အဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့လက်တွေ့မြေပြင်မှာဖြစ်ပျက်နေကြတာတွေကလည်းကြွားချားနေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ဒီဂျိုဒုတပ်ပုံမှတ်တမ်းတွေအရခုဖြစ်ပွားခဲ့တဲ့လူမင်းလက်ပံဒေသ လူမေးပလက်ပန်ဒေတာဆိုတာလဲ KNU ကိုစာချုပ်ချုပ်ပြီးလောက်ခံခဲ့တဲ့ KK ပတ်နေရာနဲ့ကျွန်တော်တို့တောင်ဘက်အနီးနားမှာရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။အဲ့ KK ပတ်နေရာမှာဒုရုတပုံနေရာ2021ခုနှစ်17လပိုင်းဘာမှမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။2022ခုနှစ်17လပိုင်းမှာလဲကျွန်တော်တို့ဒါဘာမှမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။2023ခုနှစ်အထိဘာမှမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ2024ခုနှစ်မှာကျွန်တော်တို့ဒါ12လပိုင်းပုံဖြစ်ပါတယ်2024ခုနှစ်မှာအဆောက်အုံများစတင်ဆောက်လုပ်ခဲ့ကြအောင်ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်ဟာဘယ်လိုအချိန်လဲဆိုတာကျွန်တော်ပြောပြခဲ့ပြီးဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်ပြောခဲ့တယ်လို့ပဲအိုက်ဒေတာမှာ KNU နဲ့ပေါင်းပါအကြမ်းဖက်အဖွဲ့တွေဟာကရင်ပြည်နယ်နေစပ်ဒေတာတွေမှာပေါင်းညံတိုက်ပွဲပေါ်ဆောင်နေတဲ့အချိန်ဖြစ်လို့ အစိုးရရဲ့လုံခြုံရေးအဖွဲ့အစည်းတွေအုပ်ချုပ်ရေးအဖွဲ့အစည်းများမရှိတဲ့အခြေဖြစ်ပါ KNU ရထုတ်ပြန်ချက်စာမျက်နှာ1အပိုက်နဲ့စာမျက်နှာ1အပိုက်နဲ့မှာရေးထားတာကိုကျွန်တော်တို့ဒါလေ့လာကြည့်မယ်ဆိုရင် KNU တပ်ဖွဲ့များက၎င်း DKBA တပ်ဖွဲ့များတဆွဲထား၍တိုက်ခိုက်သည့်နေရာရှင်းလင်းရာ DKBA တပ်ဖွဲ့ဝင်အနည်းဆုံး230ဦးလက်နက်ချပြီး၎င်းအခြေချစခန်းအား KNU မှထိမ့်သိမ်းနိုင်ခဲ့သည်လို့ ရေးထားတာတွေ့ရပါတယ်။တကယ်ဖြစ်စင်မှာတော့2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့နေ့လယ်2နာရီလောက်မှာမင်းလက်ပံရွာကို KNU PDF အကြမ်းဖက်အဖွဲ့အစုကာ30နဲ့ရောက်လာပါတယ်။ကျွန်တော်ထပ်ပြောပါမယ်။ကာ30နဲ့ရောက်လာတာဖြစ်ပါမယ်။ခင်ဗျားတို့ကျွန်တော်စဉ်းစားကြည့်ပါ။မင်းလက်ပံရွာမှာ DKBA KKO ပေါ့ဗျာ။နောက်တစ်ဖက် KNU ပေါ့။ သူတို့အချင်းချင်းကတကယ်ရံဘက်တည်းရံသူတွေဆိုရင်ဒီလိုနေရာကိုကားနဲ့ပေါ်ပေါ်တင်တင်ဒါလို့ရမလားပြီးတော့အဲ့ဒီနေရာက KKO လုံုံကြီးယူထားတဲ့ဂိတ်ကိုရောက်လာပြီး KKO အဖွဲ့ကဗိုလ်မှူးအဆင့်ရှိတဲ့စောဖားထီကိုခေါ်ပြီး KKO အဖွဲ့ကိုလက်နက်တွေသူတို့စီအပ်ဖို့ KNU PDF အကြမ်းဖက်အဖွဲ့တွေကပြောဆိုခဲ့တယ်လို့သိရပါတယ်စောဖားထီကသူတို့ကိုတာဝန်ကားတော့ စောကြောကွန်မင်းတော်တခွာသည်ဖြစ်ပါတယ်သူတို့တော့မဖမ်းပါနဲ့လို့ပြောခဲ့တာဖြစ်ပါတယ် KNU PDF အဖွဲ့အနေနဲ့သူတို့ကို KNU ဘိုးကဖမ်းခိုင်းတာဖြစ်ကြောင်းနဲ့ KGOC ကလက်နက်190လက်နဲ့အဖွဲ့ဝင်အချုပ်ကိုဖမ်းဆီးသွားခဲ့ပါတယ်အဲ့လိုကိစ္စတွေဖြစ်နေတဲ့အချိန်မှာပဲ KNU PDF ရဲ့အကြမ်းဖက်အဖွဲ့က KGO ခေါင်းဆောင်တွေနဲ့ဆက်သွယ်ပြီးစောကြောကွန်မင်းခေါ်တခွာသည်ကိုမင်းလက်ပံမှာမတွေ့တဲ့အတွက်သူတို့လက်ထဲကိုဖမ်းဆီးအနံပေးဖို့တောင်းဆိုခဲ့တယ်ဆိုတာလည်းသိရပါတယ် KNUPD ရဲ့အဖွဲ့ကဖမ်းဆီးသွားတဲ့ KGO တွေကိုပြန်လွတ်မြောက်ရေးအတွက် KGO ခေါင်းဆောင်တွေက KNU နဲ့ဆက်သွယ်ညှိနှိုင်းနေတယ်ဆိုတာလည်းသိရှိရပါတယ်။မရှိမနှောင်းပါပဲနိုဝင်ဘာလ24ရက်နေ့မှာ DKB KGO အနေနဲ့ KNU ကတောင်းထားတဲ့စောကျော်ကိုမင်းကိုတခွားသီးကိုဖမ်းဝရန်ထုတ်ခဲ့ကြအောင်ကျွန်တော်တို့တွေ့ရပါတယ်။ဒါ DKB တကီကိုဖွဲ့စည်းရထုတ်ခဲ့တဲ့ဖန်ဝန်းဖြစ်ပါတယ်။အဲ့ဒီနေမှာပဲသူတို့ငယ်မြေအတွင်းမှာနိုင်ငံသားများတယ်ဆောင်ခြင်းကိုတွေးရှိရင်ဖန်စီ အရေးကြီးမယ်ဆိုပြီးပဲ DKBA KKW ကအထူးစီဝေးလုပ်ပြီးအရေးပေါ်အစီအစဉ်ဆုံးဖြတ်ချက်အရာဆိုပြီးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တဆောင်ကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ဒါတွေကိုကြည့်ရင်မြင့်လက်ပံကိစ္စဟာ KNU သိတယ်အစကတည်းက KNU သိတယ် KNU အကျန်းဖက်အခွဲ့အနေနဲ့ထဲထဲဝဝင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားတယ်ဆိုတာပြောလိုပါတယ် KNU အကျန်းဖက်အခွဲ့ရဲ့ခုနကျွန်တော်ပြလိုက်တဲ့ထုတ်ပြန်ချက်စာမျက်နှာနဲ့အပိုက်နဲ့မှာစစ်တပ်နဲ့၎င်းတို့ကိုကူညီတိုက်ခိုက်ပေးနေသောတပ်ဖွဲ့များမှဆက်လက်ထိုးစစ်ဆင်နေပြီးတိုက်ပွဲများဖြစ်နေလို့ KNU အနေနဲ့၎င်းပတ်ဝန်းကျင်လုံခြုံရေးအတွက်ဆက်လက်တာဝန်ယူနေရပါတယ်လို့ ရေးထားတာတွေ့ရပါတယ်။ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ KK ပတ်နဲ့ရွှေကုတ်ကုံမှာရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ဘလောက်အတိုင်းအတာထိဆောင်ရွက်နေတယ်ဆိုတာနေ့စဉ်သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒီနေရာတွေကို KNU အကြမ်းဖက်အခွက်တွေကလာရောက်ပြစ်ခတ်တဲ့အတွက်တိုက်ပွဲဝင်များဖြစ်ပွားနေတာလည်းတွေ့ရပါတယ်။အဲ့တော့ KNU အဖွဲ့အနေနဲ့ KNUPD ရဲ့အကြမ်းဖက်အဖွဲ့အနေနဲ့ဒီမင်းလက်ပံ ကိစ္စနဲ့ပတ်သက်ပြီးဘာကြောင့်ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်ပြီးပြည်သူကိုလိမ်လည်နေရတယ်ဆိုတော့အကြောင်း၃၀ရှိပါတယ်။တပတ်တည့်အချက်ကတော့မြစ်လက်ပံမှာသူတို့ထိမ့်သိမ်းထားတဲ့သူတွေကသူတို့အကြောင်းကိုထဲထဲဥဝင်ပြီးတဲ့သူတွေကိုနှုတ်ပိတ်ချင်တာပဲဖြစ်ပါလိမ့်မယ်။နှုတ်ပိတ်တာလက်လွန်သွားလို့ရှိရင်ခုနပြောလို့တိုက်ပွဲဖြစ်လို့မလို့ပေါ့နော်။ပေတာပါလို့အကြောင်းပြချင်တာဖြစ်ပါလိမ့်မယ်။နပါတ်နဲ့ချက်ကတော့သူတို့နဲ့ပတ်သက်တဲ့တဲလွန်စတွေကိုဖောက်ဖျက်ပြီးအခြားအခွက်အရေပေါ်မှာ အပြစ်ပုံချဖို့ဖြစ်ပါတယ်။ဒါဝိုထေရှားစီရာတော့အဋ္ဌိရဲ့ထုတ်ပြန်ချက်ထက်မှာပါတဲ့စာမျက်နှာနံပါတ်3မှာပါတဲ့နိုဝင်ဘာလ25ရက်နေ့ဖြစ်စဉ်။အဲ့ဒီမှာမနေ့စောစောမှာစကန်အလုံသမားရာပေါင်းများစွာတို့သည်အသေးခံ drone တိုက်ခိုက်မှုများရှိမိဟုကြားပြီးထိတ်လန့်တုန်လှုပ်စွာဖြင့်ခြံဝင်းအတွင်းမှထွက်ပြေးရန်ကြိုးစားခဲ့ကြသည်။နောက်တစ်ပိုက်မှာတော့အဆောက်အအုံများတွင်အလုံသမားအချင်းချင်းရန်ပွဲများဖြစ်နေသည့်စုညံသားများ အရေးအယောင်များတွေ့ရသည်လို့ဖြေသားထားတာတွေ့ရပါတယ်။တကယ့်မြေပြင်မှာဖြစ်ပွားခဲ့တဲ့အခြေအနေအဲ့ဒါတော့ဒွေဘာလ25ရက်နေ့မနက်9နာရီခွဲလောက်မှာမင်းလက်ပံမှာကျွန်တော်တရားမဝင် ရောက်ရှိနေပြီး KNU ရဲ့ဖမ်းဆီးပိတ်လောင်ခံထားရတဲ့ပြည်ပနိုင်ငံသားများကသူတို့ကိုပိတ်လောင်မထားဖို့အဝေးစားတွေကို မီးရှို့ဆန္ဒပြတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဒါကို KNU PD ရဲ့အဖွဲ့တွေက စ်ခတ်ခဲ့တယ်ဆိုတာလည်းသိရပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ကြာဖြစ်ပွားခဲ့တဲ့ထောက်ထားဒါတပ်ပုံများလည်းကျွန်တော်တို့ရရှိထားတာရှိပါတယ်။ဒါမြောက်ဒီမျိုးမြလက်ပတ်ကြီးပါလောင်ကစားယုံဒီမှာဒီနိုင်ငံသားများဆန္ဒပြမှုကို KNU PD ရဲ့အကြမ်းဖက်အဖွဲ့ကဒါပြစ်ခတ်မှုမှတ်တမ်းတပ်ပုံများပဲဖြစ်ပါတယ်။ဒီမှာတော့ကျွန်တော်တို့လူတယောက်လဲကြနေတာတွေ့ရပါတယ်။ဒီမှာတော့ဒဏ်ရာရတဲ့ ပုံကိုကျွန်တော်တို့ပြပါထားတာဖြစ်ပါတယ်။ပြည်ပနိုင်ငံသားအချို့ထိကြိုက်တံရရာကြောင်းနဲ့ပေဆုံးနိုင်ွယ်ရှိကြောင်းလည်းကျွန်တော်တို့သိရပါတယ်။ဒါတွေဖြစ်ပြီးနောက်ပိုင်းမှာနိုဝင်ဘာလ25ရက်နေ့ည9:00နာရီခွဲလောက်မှာတရုတ်နိုင်ငံသား635ဦး၊လာအိုနိုင်ငံသား23ဦး၊ဗီယက်နမ်နိုင်ငံသား16ဦး၊စုစုပေါင်း684ဦးဟာပေါင်ရင်းမြစ်တစ်ဖက်ကထိုင်းနိုင်ငံမဲဆောက်မြို့မက်ကိုကင်ကြီးရွာဘက်ကိုရောက်ရှိလာတယ်ဆိုတာသိရပါတယ်။ထိုင်းအန်နာပိုင်များအနေနဲ့ ဒါဆက်လက်စစ်ဆေးထိန်းသိမ်းနေတယ်ဆိုတာလည်းကျွန်တော်တွေ့ရပါတယ်။အဲ့ဒီနေ့ညာပိုင်းမှာပဲမြစ်လက်ပံတဲကကြားဖြန့်လုပ်ငန်းဦးစီးလောက်ကန်သူလို့ယူဆရတဲ့ပြပနိုင်ငံသား20လောက်ကို သူတို့ရဲ့ driver guard မော်တော်ယာဉ်များစက်ဘုံးစီပေးပါအလုံးတရာကန်နဲ့ငွေထက်ထားတဲ့မိခံတက်တာကာလီစည်းတိုက်စာကို KNUPD ရဲ့အဖွဲ့ကဖမ်းဆီးခေါ်ဆောင်တေထုတ်သွားကြောင်းသိရှိရပါတယ် ကြံတရေတွေလည်းရှိနေနိုင်တာရောက်တွေ့ရပါတယ်ဒီလောက်ဆိုရင်အကျမ်းပဲ KNU ဘာလဲဆိုတာကိုအားလုံးကသိရှိနိုင်ပြီလို့ကျွန်တော်ပြောကြားလိုပါတယ်ကျွန်တော်အနေနဲ့ဒီ online ဒိန်းလဲလုပ်ငန်းမှုလုပ်ငန်းတွေကိုစတင်ချီယာခံပြီးတဲ့အချိန်ကစပြီးအိန္ဒိချင်းမိတ်ဆွေနိုင်ငံတွေနဲ့ပူးပေါင်းပြီးရှာပယ်ဖော်ထုတ်ဖန်ဆီးမှုတွေကိုတက်ကြွကြွဆောင်ရွက်နေတယ်လို့ဒေတာတွင်းနိုင်ငံများနဲ့အတူပူးပေါင်းဆောင်ရွက်နေကြလဲဖြစ်ပါတယ် နိုင်ငံဝန်ကြီးအနှံ့ပြတ်မှာစစ်စင်ရေးတရက်တစ်ခွဲနှိမ်နှင်းလျက်ရှိပါတယ်။ဒါကြောင့်ရရှိထားတဲ့သတင်းတွေအရဒီနိုဝင်ဘာလ24ရက်နေ့25ရက်နေ့26ရက်နေ့တို့မှာရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြို့နယ်မိုင်းနောင်မြို့အနီးပါရှင်းလင်းခဲ့ရမှာမိုင်းနောင်မြို့အရှိတောင်ဘက်နောင်တောက်ရွာကောင်းဟိုင်ရွာဝမ်ကျောင်းရွာအနီးမှာအွန်လိုင်းလိမ့်လေလောင်းဝသားမှုကျူးလွန်တဲ့ပြည်ပနိုင်ငံသား28ဦးမြန်မာနိုင်ငံသား10ဦးတို့ကိုအဆောက်အအုံနဲ့ မော်တော်ယာဉ်တွေဆက်ဆက်ပစ္စည်းတွေလက်နက်ငယ်၅လက်တို့နဲ့အတူပေါ်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်ပြည်ပြင်းထံသာအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံအစိုးရအနေနဲ့ဒီ online လိမ့်လေလောင်ကစားမှုလုပ်ငန်းတွေနဲ့ဒူးစရိုက်လုပ်ငန်းတွေကိုဘယ်သောအခါမှခွင့်ပြုပေးခြင်းမရှိသလိုမြန်မာနိုင်ငံရဲ့ပိုင်တဲ့နယ်မြေကိုအသုံးချပြီးမိတ်ဆွေနိုင်ငံတွေအိန္ဒိယနိုင်ငံတွေနဲ့နိုင်ငံတကာအပေါ်ရာဇဝတ်မှုကျူးလွန်နေတာကိုလည်းလုံးဝ လုံးဝလက်ခံမှာမဟုတ်ဘူးဆိုတာကိုအလေးနဲ့ထားပြောကြားထားပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာနဲ့တကမ္ဘာလုံးကိုအန္တရာယ်ပေးနေတဲ့ဒီ online လိမ်လည်လောင်စားမှုလုပ်ငန်းတွေမြမကြီးမြမမကြီးကနေအများဆုံးအမြင့်ပြတ်စေရေးတိုက်ဖြတ်ရှင်းလင်းဆောင်ရွက်